အရကတက်တော်ထိန်းချုပ်ထားတဲ့မျိုးနွေတွေမှာ2025ခုနှစ်ဇန်နဝါရီလနဲ့ဧပြီလအတွင်းငှက်ဖျားရွာကဖြစ်ပေါ်သူဒေသခံ400ကျော်ရှိခဲ့တယ်လို့အာရခပြည်သူ့ကျန်းမာရေးဌာနရဲ့ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တာဝန်ရှိသူတွေက DMG ကိုပြောပါရယ်ဒီစည်းရုံးတွေဟာဒီလအတွက်မပါဝင်သေးပါဘူးကျင်းလက်နေပြည်သူအများစုမှာတော့တောင်တွေထင်းမှာထင်းခုတ်ဝေါခုတ်စားသူတွေအများပြားရှိနေတဲ့အတွက်မိုးဥရာသီမှာရေမတန့်ရှင်းတာချင်းကိုက်ခံရတာတွေကြောင့်ငှက်ဖျားအဖြစ်များလာတာဖြစ်တယ်လို့ ကျောက်တော်ဒေတာခင်တွေကဆိုပါရယ်မင်းပြမျိုးနေထင်းကဝင်းလန့်ခုံဖျားတဲ့ဖုံသားချောင်းဒေတာဟာလေတောတောင်တွေကိုမင်ခိုပြီးလောက်ကင်စားတောက်ရတဲ့အတွက်ငှက်ဖြအဖြစ်များတဲ့ဒေတာတစ်ခုဖြစ်ပါရယ်ကောက်ဖို့ကောင်းပါတယ်တကယ်ကိုကောက်ဖို့ကောင်းပါတယ်ငှက်ဖြရောကကတခါရောကနဲ့တော့မတူပါအိပိတ်ကြမ်းမမဖက်နေတောင်မှဒီပထိုးလေးတစ်ခါလို့စက်ခေကဆေးရုံဆောင်းနိုင်မိသားစုတိဆိုဆေးရုံမှာစက်ကေးဆာငှက်ဖြခိုက်ပါတယ်ငှက်ဖြရောကကိုတော့တခုပင်တစ်ခါကိုတော့မနိုင်ပါဘူး ကောက်အခေလို့ညကြ9နာရီလောက်ဆိုခံဆောင်ခင်းပါပဲထိုင်နေကြပါလေလုံးဝအပရန်ကိုမထွက်ဝမ်းပါဘူး